ငွေရှိတာနဲ့လက်ညှိုးညွန်ရာရေပြစ်စေနိုင်မဲ့ကမ္ဘာစိန်ကြသောနိုင်ငံ၅နိုင်ငံပြည်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလွှမ်းကထူးခြားဆန်းပြားကြောင်းရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါရစေကမ္ဘာပေါ်မှာစိန်ကြသောနေထိုင်နိုင်တဲ့နိုင်ငံတွေကိုရွေးချယ်တဲ့အခါဘဝရည်သွေးကျန်းမာရေးစောင့်ရှောက်မှုပညာရေးဘေးကင်းရေးစီးပွားရေးတည်ငြိမ်မှုနဲ့လူမှုပူလောင်ရေးစနစ်တွေကိုအခြေခံလက်ရှိပါတယ် ဒီနေ့ဗီဒီယိုမှာတော့2025ခုနှစ်ထိရရှိထားတဲ့အချက်အလက်တွေနဲ့နာမည်ကြီးအဆင့်တက်မှတ်ချက်တွေဖြစ်တဲ့ US New and World Report World Happiness Report နဲ့ Human Development Index ATI တို့ကိုအခြေခံပြီးကမ္ဘာပေါ်မှာစိန်ကြဆုံးနေထိုင်နိုင်တဲ့နိုင်ငံ၅နိုင်ငံကိုပြင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ဆွစ်ဇာလန်ဆွစ်ဇာလန်ဟာ US New and World Report 2024မှာနံပါတ်၁နေရာမှာရပ်တည်နေပါတယ်။ဒီနိုင်ငံမှာလူတအူးချင်းဝင်ငွေမြင့်မားမှု GNI per capita ကမ္ဘာအဆင့်မီကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးစနစ်တွေရှိပါတယ်။ဘေကင်းရင်းနဲ့နိုင်ငံရေးတည်ငြိမ်မှုကလည်းထူးချွန်ပြီးရာသီဥတုနဲ့သဘာဝအလှတရားတွေကနေထိုင်မှုတာယာစေပါတယ်။လူရည်ရဲ့တက်တန်းဟာအမျိုးသား82.02နဲ့အမျိုးသမီး85.92တိရှေ့လျားပါတယ်။တစ်ချက်ရှိတာကစားဝတ်နေရေးစိတ်ကုန်ကြမှုအရင်မြင်မာတာပါပဲ။ပတ်စံရှိရင်တော့လူတိုင်းတရစီနိုင်မဲ့နိုင်ငံမှာနံပါတ်1ဒိန်းမတ်ဒိန်းမတ်ဟာ World Happiness Report 2024မှာထိပ်တန်းနိုင်ငံတွေထဲမှာအမြဲပါဝင်ပြီး US News မှာလည်းအဆင့်မြင့်နေရာမှာရှိပါတယ်။ဒီနိုင်ငံမှာလူမှုပူလောင်ရေးစနစ်အလွန်ကောင်းမွန်ပြီးကျန်းမာရေးနဲ့ပညာရေးကိုအခမဲ့ဖြည့်ဆည်းပေးပါတယ်။ Copenhagen မြို့ဟာနေထိုင်မှုတာယာပြီးစပိန်စီးသူများမျိုးဖြစ်တဲ့နာမည်ကြီးပါတယ်။လူမှုရဲ့ချင်းချင်းယုံကြည်မှု social trust နဲ့အစိုးရပေါ်ယုံကြည်မှုကလည်းမြင့်မားပါတယ်။ဒါပေမဲ့အခွန်နှုန်းထားတွေမြင့်မားပြီးစောင်းရာသီမှာရာသီဥတုအေးမြလွန်းတာကအချို့လူတွေအတွက်အခက်အခဲဖြစ်နိုင်ပါတယ်။နံပါတ်3 Australia ဩစတြေးလျဟာ US News 2024မှာအဆင့်9နေရာမှာရှိပြီးဘဝရည်သွေး၊ကျန်းမာရေးစောင့်ရှောက်မှု Medicare နဲ့ပညာရေးစနစ်တွေမှာအတော်လေးကောင်းမွန်ပါတယ်။စစ်တနီနဲ့မဲဘုံတို့လိုမျိုးကြီးတွေဟာနေထိုင်မှုတာယာပြီးရာသီဥတုတာယာမှုတဘာဝအလားတရားတွေနဲ့လူမှုရေးဖော်ရွှေမှုတွေကဆွဲဆောင်မှုရှိပါတယ်။စီးပွားရေးတည်ငြိမ်မှုနဲ့လောကန်ခွင်လန်းတွေလည်းကောင်းမွန်ပါတယ်။တခုရှိတာကဩစတြေးလျဟာအခြားတိုက်တွေနဲ့အကွာအဝေးမှာရှိတာကြောင့်ခရီးသွားဖို့ကုန်ကျစရိတ်များနိုင်ပါတယ်။ အချို့မျိုးကြီးတွေမှာစားဝင်နေရေးဈေးတွေကလည်းမြင့်မားပါတယ်။နံပါတ်၄ကနေဒါ။ကနေဒါ US New 2024မှာအဆင့်၄နေရာမှာရှိပြီးလူမှုပူလောင်ရေးစနစ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးမှာထူးချွန်ပါတယ်။တိုရွန်တို၊ဗန်ကူးဗားနဲ့မွန်ထရီယယ်တို့လိုမျိုးတွေဟာနေထိုင်မှုတာယာပြီးလူဝင်မှုကြီးကြပ်ရေးကလည်းပေါ်ရွေမှုရှိပါတယ်။ရာသီဥတုကအေးမြပေမဲ့တဘာဝအလှတရားတွေနဲ့ဘေးကင်းရေးကဆွဲဆောင်မှုရှိပါတယ်။ဒါပေမဲ့စောင်းရသည်မှာအလွန်အေးမြပြီးအခွန်နှုံးသားတွေမြင့်မားတာတော့ရှိပါတယ်။ ဗန်ကူဘားတို့လိုမျိုးကြီးတွေမှာစားဝင်နေရေးဈေးကမြင့်မားပါတယ်။နံပါတ်5နေသာလန်နေသာလန်ဟာဘဝရည်သွေးအလုံးနဲ့ဘဝဟန်ကျဲညီမှု wildlife balance နဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာထူးချွန်ပါတယ်။အမ်စတာဒန်နဲ့ဥထရက်တို့လိုမျိုးတွေမှာစပိန်စီးနိုင်တဲ့အခြေခံအဆောက်အအုံယဉ်ကျေးမှုဘဝနဲ့ပတ်ဝန်းကျင်တန်ရှင်းမှုတွေက နေထိုင်ရတာစိန်ကြပျော်ရွှင်စေပါတယ်။လူမှုရဲ့ဘဝစိတ်ကျေနပ်မှုအဆင့်ဟာ8.7တန်းရှိပြီးကမ္ဘာထိပ်တန်းနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ တတိပြုရမှာကရာသီဥတုစိုးစိုးမှုကအချို့အတွက်အဆင်မပြေနိုင်စေနိုင်ပြီးအန်စတာဒန်တို့လိုမျိုးတွေမှာဆိုရင်ကုန်ကြစရိတ်မြင့်မားပါတယ်အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်